ကောက်ကင်နှင့်မြင်းကြီးကိုဖန်စေတော်မူ၍အရာခတ်သိတို့နှင့်ဆက်ကြော်တော်တို့ကို ပိုက်တတ်အစိုးရတော်မူသောအနန္တတကုရှိထာဝရဖရာငလေလုတ်ချည်ရဲ့အဓိကအကြောင်းကြီးဟာကိုရောရဲ့ကေတိကြီးအမှုတိအေဝလီတရားတည်စကားချရဖို့ဖြစ်ပါတယ် လူတိုင်းလူတိုင်းလူချေးရဖို့ဘုရားသခင်ရဲ့ကြီးမားသောနှစ်တာခံစားရဖို့ဖြစ်စေပါれဒီတွေ့ကြောင့်ယနေ့ရဝိမာရှိကြတဲ့လူတွေများစွာဘုရားသခင်ရဲ့ငေတဲ့ခြင်းနဲ့အေဝလီတရားတတိစကားကြားရပါစေငေဖို့ချီးရှိပါစေလူတားတိုင်းအတွေ့ လူချင်းတမန်တရားအဗလီတရားတည်ကြရပါစေဟောပြောနိုင်ပါစေကျေးဇူးတင်နေလေရနေ့လေးလပိုင်း2025မြမစံတော်ချင်းမနေ့9နှစ်နာရီပါ ကြီးမာတဲ့ပြားသခင်ရဲ့နှုတ်တော်ထွက်နှုတ်ကပတ်တရားအဗလီတရားတတိခံတဲ့အခါမှာအချင်းဒီမဖြစ်ရပဲအလိုတော်ရှိသောသူကိုကြားစီပြီး တီဆောက်เสียเจ้าဖြစ်ဖို့ဘုရားသခင်မင်္ဂလာနဲ့ပန့်ရည်ပေးပါတခေယေရှုခရစ်တော်နာမကိုမြပြုလက်အတနာတော်ခံလက်ဟောပြောနိုင်ဖို့ရာစက္ကအနဆုတော်ပါလေဖပါဗျာအာမင်မင်္ဂလာပါလို့ထောင်ရတက်ဆိုင် live တက်တိခတ်ကြီးစစ်စီမှာအဲလေးလပိုင်း၄ရက်နေ့2025မြန်မာစံတော်ချီ 9:16မိနစ်မှာငလေလှုပ်ခြင်းကြောင့်ဖန်စီချုံအောင်ခါရတဲ့ထောက်သူထောင်သားအားလို့လွမြောက်ခဲ့တယ်ဆိုတော့ကောင်းစီနဲ့ကျွန်တော်မြတ်ဝေဟောပြောတက်တည်ခတ်ခြင်းတာဖြစ်ပါတယ်ကျွန်တော်တို့ဒီအကြောက်ရမတော်ခင်မှာကျွန်တော်တို့မိငလေလှုပ်ခြင်းရဲ့ အကြောင်းကြီးကို နားလည်သိရှိဖို့ရာတမန်ကျမ်းစာမှာဖြစ်ဖြစ်ခဲ့တဲ့အချို့အရာအကြောင်းကိုမျက်ဝေပြီးတော့တသိခတ်ချင်တာဖြစ်ပါတယ်။ကြားရတဲ့ online ပေါ်မှာရှိကြတယ်ကျွန်တော်တို့ယနေ့ဝေယနေ့ယဝေလို့ပေါ်ဆက်ခရစ်တော်နဲ့ညီကိုမောင်နှမများအားလို့ကို ပြန်လဲပြီးတော့ခေါ်အားပေးမျက်ဝေချင်တာဖြစ်ပါတယ်။ တမန်တော်ဝိတုအခန်းကြီး16အပိုင်ငယ်25ကနေပြီးတော့34မှာ ကျွန်တော်တို့တမန်ကျမ်းစာဖတ်တဲ့အခါမှာအဖြစ်ခဲ့ဘူးတဲ့အရာနဲ့အဲကျွန်တော်တို့ဖြစ်နေစေမိငလေအကြောင်းကိုကျွန်တော်တို့လိတ်လာပြီးမှတတိခါခေါ်အယူကြမှာဖြစ်ပါတယ်တကယ်ရတကောက်ရအခြေတကောက်ခြေပေါလုနဲ့တီလာတို့ဒီ ပထနာပြည့်ပြည့်ပြားသခင်ကိုချီးမွမ်းလက်တချီးဆို၏ထောက်ထဲမှာနောက်ဘွဲ့ချစ်ခံရတော်သူတို့ဒီနောက်ထောက်ကြ၏ထိုခဏချီးတွင်မိကြီးသည်ပြီးစွာလှုပ်တော့ကြောင်းတောက်ချီကြီးလဲထောက်ချီကြီးလဲလှုပ်ရှား၏တကားရှိသမျှတို့ဒီချီချီးပွေ၍လူအပေါင်းတို့သည်နောက်ဘွဲ့ချစ်မှလှုပ်ကြ၏ဒီကြောက်ရအောင်ကျွန်တော်တို့လေ့လာတဲ့အခါမှာမိငလေးက အာကဘာမှာအเจ้าမဲ့လောက်တာမဟုတ်ဘူးဆိုတော့ကိုဒီကနေ့တမန်ကျမ်းစာအပြည့်ကျွန်တော်စိတ်ချခေါ်အားယူမိတဲ့အရာဖြစ်ပါတယ်မိငလေလှုပ်ချည်ရဲ့အเจ้าကြီးလီတော်တော်များများကို ကျွန်တော်တို့လေ့လာတဲ့အခါမှာဒေါရဘုရားရဲ့ခွင့်ပြုချီးကျောက်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့တွေ့ရတာဖြစ်တယ်မိငလေလှုပ်ချည်ရဲ့အကျိုးရလဲဟာ ရှုပ်ရှုပ်မှုနဲ့ပျက်စီးမှုတွေများစွာရှိပေမဲ့လည်းတစ်ဖက်မှာမိင္ကလေးလှုပ်ချေကြောက်လူတွေများစွာနောင်တရပြီးသာရဖျားဖက်ကို ပြန်လဲလက်လာတဲ့သူတွေလည်းရှိတယ်ဆိုတာကိုဒီနေ့အဲတွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်မိင္ကလေးလှုပ်ချေရဲ့အကျိုးကိုတစ်ဖက်မှာအဆိုး ရှိသလိုတစ်ဖက်မှာအကောင်းရှိပါတယ်တစ်ဖက်မှာအကောင်းရှိသလိုတစ်ဖက်မှာအကျိုးရှိပါတယ်မိင္ကလေးလောက်တဲ့အခါမှာကျွန်တော်တို့တိပ္ပပညာရှိရဲ့တိုက်တာကျဲအရာလိလာတွေးရှိချက်အရာဆိုရင်တဘာဝပဝုကြည်ရဲ့ဖြစ်ပြမှုကြောင့်လောက်ခတ်မှုကြောင့်အာဖြစ်ပေါ်လာတယ်လို့လဲ အဲပြောကြတာဖြစ်ပါတယ်အမ်ဘယ်လိုပဲပြောကြပြောကြဘယ်လိုပဲတီမီတီမီနေကြပါစေမြင်ကလေးလှုပ်ချည်ရဲ့အကြောင်းကြီးဟာတစ်ဖက်မှာအဆုပ်ရှိသလိုတစ်ဖက်မှာ အကောက်ရှိပါတယ်ဆိုတာကိုဒီနေ့ကျွန်တော်မျှဝေချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့မြင်ကလေးကိုကြည့်တဲ့အခါမှာ ျွန်တော်တို့တမန်ကျမ်းစာမှာတမန်တော်ဝိတုအခန်းကြီး16 25နေပြီးတော့34ကိုဖတ်တဲ့အခါမှာကျွန်တော်တို့ဘာကိုအဓိကတွေ့ရလဲဆိုရင်အဲဒီတမန်တော်ပေါလုနဲ့တမန်တော်တိလာတို့ဟာတခေယေရှုခရစ်တော်ရဲ့အေဝလီတရားဟောပြောတဲ့အခါမှာသူတို့ကဖန်စီချုံနောင်ကြီးခံရတာဖြစ်တယ်။သူတို့ဖန်စီချုံနောင်ကြီးခံရတဲ့အခါမှာအာ ဒါသူတို့ဖမ်းဆီးချုပ်နှောင်ကြီးခံရတဲ့အကြောင်းကြီးဟာအေဝလီတရားကိုနောက်ရှေ့ချေချောက်ဖြစ်တယ်အေဝလီတရားကိုဟောပြောခြင်းကြောင့်အနောက်ရှေ့ခံရတဲ့အရာဖြစ်တယ်လို့ပြောချင်တာဖြစ်တယ်အေဝလီတရားကိုနောက်ရှေ့တဲ့အေဝလီတရားကို အပြစ်သိနေအေဝလီတရားကိုကဲ့ရက်တဲ့အေဝလီတရားကို ပုတ်ကန်နေအေဝလီတရားကိုရှုတ်ချတဲ့အခါမှာ လူတွေများစွာဖရားရဲ့လူကြီးတရားရဖို့ရအတွက်ဒီနေ့တမန်တော်ပေါလုနဲ့တိလာအေဝလီတရားကြောင့်ထောက်ထဲမှာဖန်စည်းချုံနောက်ကြီးခါရတာဖြစ်ပါတယ်တမန်တော်ပေါလုနဲ့တိလာဟာထောက်ထဲမှာအေဝလီတရားကြောင့်ဖန်စည်းချုံနောက်ကြီးခါရပြီမဲ့လေသူတို့ဟာဖျားတကိကိုညတကောက်အချိန်မှာညတကောက်အချိန် ဘုရားသခင်ကိုသူတို့ချင်းမွကြတယ်ကိုယ်ွယ်ကြတယ်ညတကောက်ရအချိန်မှာထောက်ထဲမှာနောက်ဖွဲ့ခါရတဲ့သူတွေများဆိုလဲပေါလုနဲ့တိလဘုရားသခင်ကိုချင်းမွကိုယ်ွယ်နေတာကိုတွေ့တဲ့အခါမှာအာအားလို့အာနားထောင်နေကြပါတယ်အဲ့ဒီအချိန်မကြာခင်မှာထောက်တကားဟာပေါလုနဲ့တိလရဲ့ချင်းမွချင်းအားဖြင့် ထောက်တကားဟာရုတ်တရက်လှုပ်ခတ်လာပြီးတော့မိငလေးကြီးလှုပ်ပြီးတော့အာထောက်တကားလေးအာလို့ချက်ချင်းပဲပြုတ်ကျသွားပြီးတော့ထောက်ထဲမှာတန်ကျိုးနဲ့ထောက်အထက်ထက်ထောက်တကားအထက်ထက်နောက်ဖွဲ့ခါရတဲ့သူတွေတော်တော်များများကလူချေရသွားသည်တမကပဲမကြခင်မှာပဲထောင်မူကိုယ်တိုင်လည်း မိငလေလှုပ်ချေးထောက်တကားဖွင့်ခြင်းကြောင့်သူတို့အားလုံးဟာကေတီဂျေအေဝလီတရားတရီစကားကြားရပြီးတော့အေသူအင်သာအားလုံးထောက်မှုရဲ့အေသူအင်သာအားလုံးဟာတခေဖျား၌တီးဝေပြီးခရစ်တော်ကိုလက်ခံပြီးယင်ပပတိစာကိုခံယူခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒီအကြောင်းရောက်တွေ့တဲ့အခါမှာဘာကြောင့် ထောင်မှုတွေက တခေယေရှုခရစ်တော်ကိုလက်ခံခဲ့ရတယ်လို့ဆိုရင်ထောက်တကားမိငလေးကြောက်ထောက်တကားပွိသွားပြီးမှနောက်ပိုင်းမှာကြာမှသူတို့ကပေါလုနဲ့တိလပြောတဲ့အေဗလီတရားကိုလက်ခံတာဖြစ်တယ်ဒီအကြောင်းအရာကိုကျွန်တော်နိုင်ရှိပြီးဒီခေတ်ကာလရဲ့ဖြစ်ပျက်နေတဲ့အကြောင်းအရာကိုကျွန်တော်တို့လေ့လာသုံးသပ်ပြီးမှ ကြီးကြီးတဲ့အခါမှာကျွန်တော်တို့ဘာကိုတွေ့ရလဲဆိုရင်မိငလေးမရှိဘူးဆိုရင်ကဘာကြီးဟာအေဂျန့်တထက်အေဂျန့်မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်တို့အနီးဆုံးမြန်မာနိုင်ငံကျွန်တော်တို့စကားတိုင်းမန္တလေးတိုင်းနေပြီးတော့အနီးစတိကျွန်တော်ရှမ်းပြည်တချို့တင်ရမှာကျွန်တော်မြင်ကလေးလောက်တဲ့အခါမှာကျွန်တော်တို့ TikTok ပေါ်မှာပဲဖြစ်ဖြစ် ကျွန်တော်တို့ social media ပေါ်မှာကြီးလိုက်တဲ့အခါမှာအဲလူတွေတော်တော်များများဖ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 ျားဆိုပြီးမှကြေကြပါဖျားဖျားဆိုပြီးမှတို့တာကြတယ်ဆိုတော့ကျွန်တော်တို့တွေးရတယ်တို့ရဲ့ပစက်ကဖျားဖျားလို့ဒုက္ခရောက်နေတဲ့အချိန်မှာဖျားဖျားရေဖျားရေကြေပါမှစပါဖျားဆိုပြီးတော့တာကြတယ်ဆိုလိုတာက မိငလေလှုပ်ချီကြောက်ကျွန်တော်တို့မြန်မာနိုင်ငံဟာအထူးတပြည့်ဖရာတရားကိုဥစားပေးပြီးမှရှာဖွေလာတယ်ဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်တယ်မိငလေလှုပ်ချီကြောက်ဖရာကိုရှာလာတယ်ဖရာကိုတောက်တလာတယ်ဖရာကိုမျောလစ်လာတယ်ဖရာတပါးကလွေးရင်ဒီဘေးအန်ဒီကနေဘယ်သူမှကျွန်တော်တို့ကိုမကယ်နိုင်ဘူးဆိုတာကို လူတွေတော်တော်များများတိလာတဲ့အခါမှာပါဆက်ဖျားမှာဖျားဖျားလို့တောက်တကြတာဖြစ်တယ်။ဒါကြောင့်ပြောကျင်တာကဒီမင်းဒီမင်းလေးသာမြန်မာနိုင်ငံသာမရှိဘူးဆိုရင်လူတွေတော်တော်များများဟာဖျားတကြမှာမဟုတ်ပါဘူး။ဘလို့ဖျားပဲတတခရိယာဖျားပဲတတသောရဖျားပဲတတအစ္စလမ်ဘာသာဝီဖျားပဲတတဗုဒ္ဓဘာသာဖျားပဲတတ ဟိန္ဒူဖျားပဲတတအချားကူးကွယ်စနစ်မျိုးစုံနဲ့တတအမန်တကယ်တရားမဲ့အရာကဒေဟာလေဆိုတော့ကို လူတိုင်းတိဖို့ရာဘုရားသခင်အလိုတော်ဖြစ်တဲ့အတွက်ကြောင့်မိငလေးကြီးဟာလူတွေကိုတတိပေးတဲ့အရာဖြစ်တယ်။ထာဝရဘုရားတပါးတာလေးစက်ကြရောတိတ်ငယ်တဲ့ဒီကဘာမြကြီးရဲ့စက်ကြရောကိုလောက်ကြိုက်ပြီးလူတွေကိုအေဗူလီတရား ဟောပြောနေတယ်ဆိုတာကိုဒီနေ့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကဘာမီကြီးမှာဘုရားသခင်ရဲ့လူတွေများဆိုတာအေယူလေးတရားအားဖြင့်စေလို့ပေးတယ်။ဟောပြောပေးတယ်။တတိခါပေးတယ်။သူတို့စီကို သွားပြီးမှ ပေးကမ်းတဲ့အကအားဖြင့်အဆုတ်အားဖြင့်မီဒီယာဆိုရှယ်မီဒီယာမှာနေရာအနှက်မှာနိုင်ငံတကာကနေပြီးတော့မြန်မာပြည်အေယူလေးတရားတတိစကားကြားရဖို့များစွာတတိခါပေးတာဖြစ်တယ်။ တို့ဗိမဲ့လက်လူတွေများစွာဟာမိမိရဲ့အယူဆမိမိရဲ့ယုံကြည်ရာမိမိရဲ့ဓလိရည်ကြီးမှုကိုအတိတ်ကရှေ့ဆုပြီးမြင်ရတဲ့ဒီလောကမြင်ရတဲ့ဒီလောကကိုပါကတနာရာတူစစ်စစ်ချမ်းသာကိုဆွဲလာအားကိုမျောလေးပြီးနောက်တမလဝီဆိုတဲ့အရာကိုခီးသွားကြရမယ်နောက်တမလူခီးရှိသေးတယ်ဆိုတာကိုမေ့နေကြတဲ့သူတွေတော်တော်များများကိုဖျားသခင်က ူတားတိုင်းအတွက်တတိပေးနေတဲ့အရာဖြစ်တယ်။ဒါကြောင့်အေဝူလီတရားဟောပြောတဲ့အခါမှာလက်မခံရေးဖျားတကြီးကကြံတန်းတော့တတိပိန်တန်နဲ့ကဘာမီကြီးကိုဆက်လက်ပြီးလောက်ကဲအောင်မှဖြစ်ပါတယ်။ဒါကြောင့်ဟိုလိုက်ပေါ်မှာရှိကြတဲ့ကျွန်တော်တို့ယုံကြည်သူများအားလို့ကိုလည်းဒီနေ့ခေါ်အားပေးခြင်းနဲ့အေဝူလီတရားလှုပ်ပါ ဟောပြောပါ ဧဝလိတရားမှာပေးကမ်းပါဧဝလိတရားမှာစုကျင်ပါဧဝလိတရားမှာအစာရှောင်ပါဧဝလိတရားမှာတတိခံပါဧဝလိတရားမှာအရေးကြီးဆုံးသောနေရာမှာထားပါထိုးထိုးပြုမယ်ဆိုရင်ဘုရားသခင်ရဲ့ကြီးမားတဲ့ဖွင့်ပြခြင်းနေဘုရားသခင်ရဲ့ကြီးမားတဲ့နည်းနည်းတော့အရာနားလည်လာမှာဖြစ်ပါတယ်ဒါကြောင့်ဧဝလိတရားဟောပြောခြင်းကြောင့် ဒီနေ့ပေါ်လူနဲ့တီလာတို့ဤဝီတရားကြောင့်ထောက်ထဲမှာလောက်ရောက်သွားပြီမဲ့လေထာရဖျားကထပ်ပြီးတော့မိငလေးလှုပ်ချေအားဖြင့်အေဝီတရားဟောပြောတယ်ဆိုတာကိုဒီနေ့ကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါကြောင့်ပေါ်လူနဲ့တီလာလှုပ်အေဝီတရားဟောပြောခြင်းကြောင့်ထောက်ထဲမှာဖဆီခါရတယ်ချုပ်နောက်ခါရတယ်အမျိုးမျိုးညှိစက်ချေခါရပြီမဲ့လေ ထာဝရဘုရားကအိဝလီတရားကြောင့်သူတို့ကိုလည်းထောက်ထဲကနေလွတ်ချပေးတယ်လို့ထောက်ထဲမှာနောက်ဖွဲ့ခါရတဲ့သူတွေကိုလည်းလွတ်ချပေးတယ်ဒါမကထောက်မှုအေသူအေသားအားလုံးကိုလည်းထာဝရအပိငရေကနေချုပ်နှောင်ခါရမဲ့လူသားတွေအတွက်ဘုရားတကယ်ကထောက်မှုအေသူအေသားကိုပါလွတ်ချင်း ပေးခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဣဗလီတရားပြောတဲ့အခါမှာများစွာလူတွေကနားမထောင်ဘူးလက်မခံဘူးလောမီနီယာတဲ့ဒီလောကအရာကိုပဲအဓိကပမာဏထားကြပြီးတော့သူတို့ရှိရေးအနန္တကိုလိလူရှုမေ့ရနေကြတဲ့လူတွေတော်တော်များများကိုကျွန်တော်တွေ့ရတယ်။သူတို့ကိုတွေ့တဲ့အခါမှာကျွန်တော်တို့ကတနာတယ် ဧဝရီတရားဟောပြောတယ်အာဧဝရီတရားအပြည့်ကျွေးမွေးတယ်ပေးကန်းနဲ့စုကျဲနဲ့ဧဝရီတရားအပြည့်တိခါနဲ့ဆွေရှင်နဲ့ဧဝရီတရားအပြည့်ကိုရုပ်စွတ်တယ်ဒီလိုဟောပြောတဲ့တိခါကြီးကြောင့်သူတို့ဟာထောက်ရဖျားကိုလက်ခံတယ်လို့ဖျားတခီကိုလက်ခံတယ်လို့ဖျားတခီကိုလက်မခံပြီးကြောက်ခိုက်ပုံကန်နေသူတွေလည်းညာဆိုတာရှိပါလေဒီလိုအခြေအနေကြောင့်ကျွန်တော်တို့လည်းစည်ရဲချေးလေး ကဲရဲ့ချစ်သည်အပြစ်ခံခြင်းလေအထီမီတင်းခြင်းလေလူရည်ရဲ့ရှုပ်ချခြင်းလေလူရည်ရဲ့အပြစ်တည်ခြင်းတွေကျွန်တော်တို့ခံရတာဖြစ်တယ်။ဒါပေမဲ့လည်းကျွန်တော်တို့ဟောပြောနေတဲ့ဥလိတရားဟာကဘာမှာအကောင်းဆုံးသောတရားဖြစ်တယ်။အကောင်းဆုံးသောလှုပ်ခြင်းဖြစ်တယ်။နံပါတ်မှာလည်းငရဲကနေလှုပ်ခြင်းပေးတဲ့အိဥလိတရားဖြစ်တယ်။ဒါကြောင့်လူတွေတော်တော်များများဒီဘဝလှုပ်ခြင်းကိုပဲရှာကြတယ် ဒီဘဝမှာစည်ရဲ့ခြေတက်ကနေလှုပ်ချင်းဂျမ်နာမကျဖြစ်တဲ့နေရာကနေအာလှုပ်ချင်းဒီဘဝမှာအခက်ခဲပြဿနာမျိုးစုတွေကနေလွတ်မြောက်ဖို့ရာနီလာဆိုလုပ်ငန်းဆိုကျူးစားကြတယ်ဒါပေမဲ့လည်းနံပါတ်အပိငရေကိုတွားရအောင်မယ်ဆိုတာကိုလူတွေကမသိရှာကြဘူးနံပါတ်ကိုအဓိကအ လစ်လူရှုထားကြတဲ့လူတွေတော်တော်များများကိုစစ်မှန်တဲ့အစ်လီတရားဟောပြောခြင်းအပြင်ပိတ်ဆက်ခြင်းအပြင်ဖျားသိကေကပြန်လဲပြီးတော့အအုံးပွဲကိုရိုက်အစ်လီတရားဟောပြောတယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါကြောင့် online မှာရှိတဲ့သူတွေဒါရအပြစ်တလကောက်ဝေငါပြီးတဲ့နောက်ပိုင်းမှာနားထောင်ကြတဲ့ယနေ့ရွေးကျွန်တော်တို့ယူကြည့်သူများလေကြောက်ရကြားတဲ့အခါမှာ share လုပ်ခြင်းအပြင် like comment အပြင် ဘုရားသခင်ရဲ့ဘုန်းတော်ကိုကြံပြောခြင်းနဲ့အတူအေဗလီတရားမှာဟောပြောပါလို့ဒီကနေ့ညဝေချင်တာဖြစ်တယ်ကဘာမီကြီးဟာလောက်ခံနေပြီးနျူကလ িয়ার စစ်ပွဲဖြစ်တော့မယ်နိုင်ငံတနိုင်ငံနဲ့တငံတနိုင်ငံစစ်ပွဲတတိယကဘာစစ်ကြီးကိုဥတီဖို့ရာစစ်ပွဲစတင်နေပြီးပြီးစီနေပြီး နောက်တစ်ချက်ဒီထက်ကြီးမားတဲ့နိုင်ငံအလိုက်မိငလေးလေးထပ်ပြီးတော့လှုပ်အောင်မယ်မကြုံဘူးတဲ့တခါမှမကြုံဘူးတဲ့မိငလေးလေးဆက်လက်ပြီးတော့လှုပ်အောင်မယ်တခါမှမကြုံဘူးတဲ့စစ်ပွဲတွေဖြစ်အောင်မယ်တခါမှမကြုံဘူးတဲ့ကာလနာတွေယောဂါတွေဖြစ်လာအောင်မယ် တခါမှမမီဘူးတဲ့လောကရဲ့ပုပ္ပနမိအဖြစ်ပြက်တွေကိုကျွန်တော်တို့မြင်ရအောင်မှာဖြစ်တယ်။အေဝလီတရားကိုလက်မခံတော့သူတွေအားလုံးဟာရှုံရှုံကြပြီးတော့ပျက်စီးခြင်းမှာရည်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကိုဒီနေ့ဟောပြောဝင်ငါတက်တေခါခြင်းတာဖြစ်တယ်။အေဝလီတရားဟောပြောခြင်းအကျိုးကျေးဇူးတည် မိမိကိုယ်တိုင်လှုပ်ချရသည့်တမက နောက်ဖက်ခါရတဲ့သူတွေလည်းလှုပ်ချရရှိပါတယ်။ဒါမကပဲအေဗလီတရားအဖြစ်လူတွေများစွာလည်းလှုပ်ချရရှိမှာဖြစ်ပါတယ်။ဒါကြောင့်အေဗလီတရားကိုအလေးနဲ့ထားပါအေဗလီတရားကိုအစီပီဒီဖြစ်စီအစီမပီဒီဖြစ်စီဟောပြောပါအေဗလီတရားကို အစီပီမဟောပြောမယ်အစီပီမပေးကမ်းမယ်အစီပီမအာလှုပ်ဆောင်မယ်ဆိုရက်အရာထဲမှာနောင်တရပြီးဣဗလီတရားအတွက်ကိုကျိုးစုဆက်ကလှုပ်ဆောင်ချေအားဖြင့်ဒီဘဝမှာဒီဘဝအတွက်တလကောင်နံဘဝအတွက်တလကောင်ဗျာဒကြီးရဲ့ကြီးကြီးမားမားကောင်းကြီးမင်္ဂလာ အမှန်ပြလဲရိတ်သိမ်းခါစားကြရမှာဖြစ်တယ်ဆိုတော့ကိုဒီကနေ့ပြောပြချင်တာဖြစ်တယ်ဣဗလီတရားကိုတရားရခိုင်တော့ မိမိရဲ့ကိုဂျိုအားလို့ကိုဆွလို့ပြီးဟောပြောတတ်တဲ့ခါနဲ့အခါမှာအေဝလီတရားကြောင့်ကျွန်တော်တို့မိသားစုကိုယ်တွေလူမြောက်တလို့ကျွန်တော်တို့နဲ့နီးစပ်တဲ့ချုံနောက်ကြီးခါရတဲ့သူတွေနှစ်ဆိုးရဲ့ချုံနောက်ခါရတဲ့သူတွေအဘာသာရေးအယူဆအဖွဲ့စည်းအမျိုးမျိုးရဲ့ချုံနောက်ကြီးခါရတော့သူတွေဒလိရည်ကြီးမွေးအယူဆရဲ့ချုံနောက်ကြီးခါရတော့သူတွေလွတ်ချရရှိမှဖြစ်တယ်ဒါဒီမကပဲအေဝလီတရားကြောက်တာလေး နောင်ဖွဲ့ချင်းတဲ့ကနေလူချင်းရယူတမကဒီဘဝနောင်ဖွဲ့ချင်းချုံနောင်ကြီးကဲကြီးရှုပ်ချကြီးအပြစ်သေးကြီးခါရတော့လေနောင်ဘဝမှာ ကြီးမာတဲ့ဖြားတကြီးအေတော်မှာ ပြလဲပြီးတော့မင်္ဂလာနဲ့ပြရစ်တဲ့ရမှာဖြစ်တယ်ဆိုတော့ကိုဒီကနေ့ဒီမနေ့မှာကျွန်တော်ပြလဲမြတ်ဝရချစ်ဖြစ်ပါတယ် online ပေါ်မှာရှိတယ်ယနေ့ရဝေယူချစ်သူများအရောက်တိုင်းပေါ်မှာထာဝရဘုရား ထန်တော်မှငင်းသက်ချေကျော်ဝချေကျမ်းမှချင်းသည်ဒီလိုနဲ့ဒီလိုမိသားစုလုပ်ငန်းနိုင်ငံရောက်နေတဲ့ပအဝချေပေါ်မှာအစီအမဲတဲရောက်ပါစေလို့ဆုမကောက်တောက်ပေးလိုက်ပါတယ်အရောက်တိုင်းဖေဟာကောက်ချပေးပါစေ